်မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော်ဤကကနေပတ်ထဲကနံပါတ်140တွန်ဝီရောစာဆက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါလေရှင်ဒီဆက်တော်ကတော့ခြင်းနစ်အတုပြုကဆင်အားတက်စားရန်တောင်းဆိုဒီကိုခြင်းနစ်အဖန်ဖန်သားမရသည်ဖြင့်ဆင်နှင်းတက်ခံရသောမြေခွေးမှအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါလေရှင် နတ်လူတို့၏ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဝေလူဝန်ကျောင်း၌တရင်သုံးတော်မူစဉ်ဒေဝဒတ်သည်ဇံပင်ញံပျောက်ွယ်လျက်လလာပါဆုပ်ယုပ်သည့်အတွက်တန်ခါကိုတင်းခွဲတော်မည်ဟုကြံစီကမြတ်စွာဘုရားထံငါးပါးတော်ဝတ္ထုတို့ကိုတောင်းလေ။မြတ်တော်အခါယဟန်ဖြစ်သစ္စဓမ္မဝိနည်း၌မလေးမာသေးသော အကတာဝကနှစ်ပါး၏အတူနေတပည့်900တို့ကိုတွေးဆောင်ခေါ်ယူပြီးလျှင်ဂရာဒီတာတို့တွား၍တတိယနေ့၌တန်ခါကံအတိတိပြုကတန်ခါကိုတင်းခွဲလေ၏တောအကအကတာဝကနှစ်ပါးလည်းမြတ်စွာဘုရားစေခိုင်းတော်မူသည်ဖြင့်ယဟန်ငယ်900တို့ကို ပြန်၍ခေါ်ယူရင်ဂရာဒီတာတို့တွားကြကုန်၏ဒီဝဒလည်းညအခါတရားဟောသည်ရှိသော ဖျားဤတင့်တယ်စံပယ်ခြင်းကို ပြုတော်မည်ဟုကြံစီကဖျားအတူပြုလျက်ရှင်သာရိပုတ္တရာအာငါရှင်သာရိပုတ္တရာယဟန်တန်ဃာတို့အားတင်တရားဟောပါငါညောင်းညာလာသည်ကြောဆန့်အုံးမည်ဟု ဆို၍လျောင်းဆက်ရာအိပ်ပျော်သွားလေ၏ရှင်သာရိပုတ္တရာလည်းယဟန်ငယ်900တို့ကိုတရားပြ၍ ဆုံးမပြီးနေမြတ်စွာဘုရားထံခေါ်ယူသွားကြကုန်၏ကောကာလိကတိယဟန်ငယ်900တို့ကိုမမြင်လျင်ဒေဝဒတ်ထံတွား၍ငါရှင်ဒေဝဒတ်တိယဟန်ငယ်900တို့ကိုအကတဝကနှစ်ပါးခေါ်ယူသွားသည်ဖြင့်ကြောင်းချီးတာကြံတော့၏တင်ကအိတ်ကြီးလိုက်၏ဟုဆိုကာကိုဝတ်ကိုဖယ်၍ရင်ဘတ်ကိုဖနှောင်းနှဲပေါက်လေ၏ဒေဝဒတ်လည်းဒုက္ခနာ၌ပင်တွေးအံ့လေ၏ထိုအခါမှစ၍တိထန်စွာဝေဒနာရလေ၏ မြတ်စွာဘုရားလည်းဓာတိပုတ္တရမထေကိုจิตတာဓာတိပုတ္တရာတင့်ုံမြင်သောအခါဒေဝတ္တသည်အဘေတို့ပြုတ္တနည်းဟုမေးတော်မူ၏အရှင်ဘုရားဒေဝတ္တသည်တပည့်တော်ကိုမြင်လျင်ဘုရား၏တင့်တယ်ဆံပယ်ခြင်းကိုပြုတော်မူဟုကြံစီကဘုရားတူပြုလျက်ကြီးစွာသောပျက်စီးခြင်းတို့ရောက်ရသည်ဟုလျှောက်ထားလေ၏မြတ်စွာဘုရားသည်จิตတာဓာတိပုတ္တရာဒေဝတ္တသည်ယခုအခါ၌တာ ငါဖျားအတူပြု၍ပျက်စီးခြင်းတို့ရောက်ရသည်မဟုတ်ရှေးအခါ၌လည်းပျက်စီးခြင်းတို့ရောက်ဖို့ပြီဟုမိတော်မူကအောက်ပါအသေးဆက်ကိုဆောင်းတော်မူသည်တွင်လေပြီးသောအခါဗာဒနတိပြည်ဝဲပြန်မတတ်မင်းမင်းပြုတည်ရှိသောဖျားလောင်းသည်ကေတရာဇာခြင်းနှင့်မင်းဖြစ်၍ ဟိမဝန္တာဝေရွှေကူတခုနိုင်နေလေ၏တနေ့တနိုင်ထိုကေတရာဇာချင်းနေမင်းသည်ရွှေကူမှထွက်ပြေးလျင်အရက်လေးမျက်နာကိုကြည့်ရှုလျက်ချင်းသေးတန်ဖြင့်ဟောက်၍အစာချာတွားလက်တော်ကျွဲကြီးတကောင်ကိုမြင်၍တက်ကကောင်းမြတ်တော်သားကိုစား၍ဝါလျင်အိမ်တခု၌ရေတောက်၍နေရာရွှေကူတို့ပြန်ခဲ့၏ ထိုအခါမြေခွေးတကောင်သည်အစာရှာသွားလက်တော့ချင်းနေမင်းကိုမြင်၍အလွန်ကြောက်ရွံ့လျက်မပြေးနိုင်တော့ပဲချင်းနေမင်းရှိမှပင် ရှိခိုးလျက်ဝတ်လေ၏ချင်းနေမင်းသည်မြေခွေးပဲအတွက်လာသည်နှင့်ဟုမေဟာအရှင်အရှင်ချေရင်မှလှုပ်ကြွေးလို၍လာပါသည်ဟုပြောလေ၏ မြေခွေးကောင်းပြီလှုပ်ကြွေးလောင်းအတင်းအားကောင်းမြတ်သောအသားကိုကြွေးမြီဟုပြောဆိုကမြေခွေးကိုရွှေကူတို့ခေါ်၍တွား၏မြေခွေးလည်းထိုအခါမှစ၍ချင်းသေးစားကျွင်းစားကြံတို့ကိုစားလျက်နှစ်ရက်သုံးရက်လွန်လျင်ဝါဖြိုးလာလေ၏ တနေ့တနိုင်ချင်းနေမင်းနေမြေခွေးကိုမြေခွေးသွားချေတောင်ထိပ်ပေါ်ကနေတောင်ချေရင်တွင်လှဲ့လေနေသောစင်မြင့်ကျွဲ့နွားစသည်တို့ကိုကြည့်ချေတင်စားလိုသောအသားကိုမှတ်ခဲ၍ငှားထန်လာပြီးရှစ်ခိုးလျက်မြည်သည့်အသားကိုစားလိုသည်အရှင်ထွန်းပါလော့ဟု ဆိုရမည်ငါသည်ထိုသားကောင်ကိုတက်၍မြတ်သောအသားကိုစားမည်တင်အားလည်းပေးမည်ဟုပြောကြားစေခိုင်းလေ၏ထွန်းပါလော့ဆိုသော စကားအသေးပေမှာအစွမ်းတတိကိုပြပါတကူကိုပြပါဟုမြောက်ပေးသောစကားဖြစ်သည်မြေခွေးသည် ချင်းနေမင်းစီခိုင်းသည့်အတိုင်းတောင်ထိပ်ပေါ်ကနေ၍စားလိုသောသားကောင်ကိုမှတ်ကာကုတွင်းတို့ဝင်၍ချင်းနေမင်းအားပြောကြားလျက်အရှင်ထွန်ပါလော်ဟု ဆိုလေ၏ထိုအခါချင်းနေမင်းသည်လျင်စွာပြေး၍အမုံရစ်သောဆင်းမင်းဖြစ်စေကမူဖမ်းယူတက်ပြက်ကမိမိလည်းမုံမြတ်သောအသားကိုစား၏မြေခွေးအားလည်းပေးလေ၏ မြေခွေးဒီကာလရှေကြာလက်တော့ ငါလည်းအချီလေးချောင်းရှိသောသားပင်ဖြစ်သည်အဘဲကြောင့်သူတစ်ပါးကျွေးမွေးဒီကို စား၍နေရအံ့နေငါလည်းဤနေမှစား၍စင်စားဒီတို့ကိုကိုတိုင်တက်၍စားမည်ဤချင်းနေမင်းကအရှင်ထွန်းပါလော့ဆိုသောစကားကလေးကိုမှီ၍စင်စားဒီတို့ကိုတက်၍စားနိုင်သေးသည်ငါလည်းချင်းနေမင်းကိုစပူကထွန်းပါလော့ဟု ဆိုစီလျက်စင်ကိုတက်၍စားမည်ဟုမာနတက်ကချင်းနေမင်းထံကပ်၍အရှင်အကျွန်ုပ်ကကာလရှည်မြင့်စွာ အရှင်တို့တက်၍ကြွေ သောအသားကိုသာစားခဲ့ရသည် အကျွန်ုပ်လည်းစေနကောင်ကို တက်၍စားလိုသည် ထို့ကြောင့်အကျွန်ုပ်သည်ရွှေကူမှအိပ်၍နေမည်အရှင်တော်၍တောင်ချင်းရင်၌တော်နေသောစင်ကိုကြည့်ရှု၍ဇဘူကထွန်ပါလို့ဟုဆိုပါဤမြလောက်ကလေးကိုဝမ်းမတူပါနှင့်ဟုတောင်းပန်လေ၏တူအခါချင်းနေမင်းသည် မြေခွေးကိုမြေခွေးငါဝမတူပါတင်သည်စင်ကိုမတက်နိုင်စင်ကိုတက်၍စားနိုင်သောမြေခွေးမြည်သည်လောက၌မရှိ တင်ကိုယ်တိုင်မသက်ရှင်မှနှင့်ငါသက်ကြွေးသောအသားကိုသာအေးအေးဆေးဆေးစားပါဟုတာမြင်လေ၏မြခွေးသည်ချင်းနေမြင်းတာမြင်ဆုံးမတော်လဲမနာယူပဲအဖန်ဖန်တလဲလဲတောင်းမှန်၍သာနေ၏ချင်းနေမင်းသည်မြခွေးကိုမတားမြင်နိုင်တော့သဖြင့်ကောင်းမြေဟုဝန်ခံ၍ရွှေကူနာအေးစေပြီးနှင့်တောင်းချင်ရင်၌အမုံရစ်တော်စင်ကိုကြည့်၍ရွှေကူတကားတို့သွားကား ဇဘူကထွန်ပါလို့ဟုဆိုလေ၏မြေခွေးသည်ရွှေကူမထွက်၍ချင်းနေမင်း၏တင့်နယ်ဆံပေခြင်းကို ပြုတော်မူဟုကြံစီလျက်ချင်းနေမင်းအတုပြုက အရက်လေးမျက်နာတို့ကြည့်၍ခွေးတံဖြင့်သုံးချိန်ဟောင်းပြီးလျင်တောင်ထိပ်ပေါ်ကနေစင်ဤဥကင်းပေါ်၌ကြာစီမည်ဟုရည်ရွယ်လျက်ပြည်လျာစင်ဤချင်းရင်း၌ကြာလေ၏ စင်ဒီလက်ရချီကိုမြှောက်၍မြေခွေးဥကောင်းကိုနင်းလေ၏ဥကောင်းရိုးတို့သည်မုံမုံညံ့ညံ့ကြေကုန်၏စင်ဒီနောက်မှမြေခွေးကိုကို ခြေဖြစ်ခွေ၍စုပုံကအပေါ်၌မစင်စွန့်ချပြီးလင်ဂျိုးကြတန်မြေလျက်တော်တို့ဝင်လေ၏ထိုအခါချင်းနေမင်းသည်ဤအကြောင်းကိုမြင်၍ ဟဲမြေခွေးမိုင်တင့်မဥကောင်းခွဲ၍အုံနောက်ထွက်ချပြီးနန်ရိုးတွေလည်းကျိုးခဲ့ပြီးယခုအခါတင်ထွန့်ပပအောင်လို့ဟုဆို၍အတက်ထက်ဆုံးဒီလျက်တင်လွန်သောအခါကံအားလျော်စွာလာလေ၏ဤတို့လျင်မြတ်စွာဘုရားသည်အသိပိစုံပန်နှစ်တန်သောဝတ္ထုတို့ကိုနုတန်နေဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါမြေခွေးသည်ယခုအခါဒေဝတက်ချင်းနေမင်းသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည် ဝီရောဇာဇတ်တော်ဤတွင်ပြီးဤအခုလိုဖတ်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစေဝံငြိမ်းချမ်းကြပါစေ။